အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့တောက်တန်လန်းစုံလူသက်မှုဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါ နားဆင်အားပေးကြပါဦးခင်ဗျာလင်းသေးစနေရောင်ကြီးနိုးတို့ဖြင့်တာတာရရာရှိသောနေ့တည်းနေ့ရွှေရှားတေးချက်နဲ့နဲ့ခင်းဖြစ်တော်လဲ ဆောင်ကျွေးနေကြံတို့ကမြုံမုံဖူးဖူးလွတ်လွတ်အေးအေးမြမြဆစ်ဆစ်ထိုးချိန်မှာပင်ပဲထောင်းတစ်စီးကတိုးမြေရေပြင်လွားကိုခွဲထုတ်ပြီးတရှိရှိပြေးလို့လာခဲ့ပါတယ်ရေဆက်ရေမုံတွေပဲထောင်းတစ်ဖက်တစ်ချက်စီမှာဖွာခနေဖွာခနေကျက်ပဲ့ဖြားကြပဲထောင်းပေါ်မှာတော့ကြိုက်တော်စကတ်မူရဲအုပ်စိုးဝင်းနဲ့နေထင်းရှာရှိဒူရဲအုပ်နော်လာဥဆောင်တဲ့ရဲတပ်ဖွဲ့ဝင်များ ပါခဲ့ပါတော့တယ်ရဲအုပ်စိုးဝင်းကြိုက်တော်စကတ် ပြောင်းလာသည်မှာ၃လပင်မပြည့်သေးအမူကြီး၁၀မျိုးစရင်ဝင်လူသားမှုကယနေ့မိတ်ဆက်လိုက်ပါပြီနန်းနန်းစောစောကမဆယ်ဆက်ရွာရရှက်ကစာရှိဦးအောင်ကြီးနဲ့ရာအေမှုများရဲစခန်းရောက်လာခဲ့ကြတယ်မဆယ်ဆက်ရွာဟောင်းတင်းညံ့နောက်ဖက်လူသွားလမ်းဆုံ၌ယောက်ျားတယောက်တန်းချာများနဲ့တိတ်ဆုံးနေကြောင်းကိုသတင်းလာပို့တယ်ဒါကြောင့်မလို့အခင်းဖြစ်ရာမဆယ်ဆက်ရွာသို့ထွက်ခဲ့ကြခြင်းဖြစ်ပါတယ်ပေထောင်းပေါ်မှာရဲတပ်ဖွဲ့ဝင်မဟုတ်ဘူးဆိုရင် တိုင်းနယ်ဆေးရုံဆရာဝန်ဒေါက်တာထွန်းဝင်းနဲ့မြို့ခင်းဓာတ်ပုံဆရာတို့သာပါတယ်ဒေါက်တာထွန်းဝင်းသည်ရဲတပ်ဖွဲ့နဲ့ကာယာကရှင်အသီးသီးတို့ရဲ့အလောင်းတရာပို့ရာဒုက္ခဝါဝါကိုနားလည်စာနာသူဖြစ်တယ်ဒါကြောင့်မလို့လေကိုတိုင်ပင်မခံကအခင်ဖြစ်ရက်တည်းလက်လံစစ်စစ်အကူညီပေးနေခြင်းပဲဖြစ်တယ်နေမှာလူတည်မှုလူသက်မှုတွေဖြစ်တဲ့အခါမြို့ကြီးတွေလိုဖုံးဆက်လိုက်ုံနဲ့ရဲကလူနာတင်ကားတွေရောက်လာတာမဟုတ်ဘူးတောက်တာ တခါတုန်းကလူသက်မှုတစ်ခုကျွန်တော်သွားပြီးတော့ဆစ်ခဲ့တယ်။လေးရက်လောက်ကြာမှတွေ့တယ်ဆိုတော့အလောင်းကတော်တော်ကူမှအခြေနေဆိုးနေပြီ။ဆေးရှုံတဲ့ခါလဲ73မိုင်လောက်ဝေး။လမ်းခါလဲလဲလဲမပေါက်။ကားမလျှောက်ခြေချင်းလျှောက်ရတဲ့အနေထား။ဒီကြားထဲမှာလောင်းခါဆွေမဲမျိုးမဲအလောင်းဖြစ်နေပြန်တယ်။အချိန်ကလဲညာဘန်းထန်းသွားတာဆိုတော့ဘသူမှမလိုက်ချင်ကြဘူး။ပုံမှန်ဈေးထက်3-4ဆပိုပြီးတာတော့မှထမ်းမဲ့သူရှာမရဘူး။အထိညာကလောင်းကိုတင်ညာကုန်းနဲ့မှပဲထား။ ဖြာနဲ့အုပ်ပြီးတော့ကျွန်တော်တို့စောင့်အိတ်ခရရတယ်။နောက်နေ့ကျမြို့ပြန်စကြဝင်ကိုမြေတားရက်ခံခေါ်နိုင်တော့မှသာနှုံးမို့ဆိုရင်တော့ရဲတွေကိုယ်တိုင်ထမ်းမှဒီလောင်စည်းုံရောက်လိမ့်မယ်။ရဲအုပ်စိုးရဲနဲ့ဒူရဲအုပ်နော်လာတို့ကသူတို့တွေ့ကြုံခဲ့ကြတဲ့အခက်ခဲများကိုပြောရင်းနဲ့ဒေါက်တာထိုးဝင်းကိုကျေးဇူးတင်စကားဆိုပါတယ်။ဘဲထောင်းကတူချောင်းဝါတို့ရောက်လာခဲ့တယ်။ချောင်းတွင်ဝင်ပြီးတော့ဆက်လက်ပြီးတော့စံတက်ခဲ့ကြတယ်။သူတို့စကားဝန်းကမုခင်းစေးပညာကြောင့် ခေါင်းစဉ်ပြောင်းသွားပြန်ပါတယ်1859ခုနှစ်ခုနှစ်အောက်တိုဘာလဝါတာလူတရားအုတ်တိုင်တစ်ခုပေါ်မှာအပိုင်း23ပိုင်းပါတဲ့လူတွေအလောင်းတလောင်းရဲ့အထုတ်တထုတ်ကိုတွေးခရရတယ်အထီထုတ်ထဲမှာအိုးကောင်းချီလိုက်နဲ့ရင်ဘက်တွေမပါပေမဲ့စကြဝဉ်များရဲ့တကြွန်းသူများစစ်ဆေးတဲ့အခါတေသူဟာယောက်ျားဖြစ်ပြီး အရက်ကငားပြီးကိုလက်မှကိုမွေးထူတဲ့အသားမဲ့တဲ့တတိယနဲ့စတုထရရင်အောင်ပါဓာတညာနှစ်ချက်ရှိတယ် တိတ်ဆုံးခဲ့တာ20ရက်မှတလကြာမြင့်ခဲ့ပြီးသေးတာ18နာရီကနေ24နာရီတွင်ဖြတ်တော့ထားတယ်ဆိုတော့ကိုဖော်ထုတ်နိုင်ခဲ့ကြောင်းကိုမုတ်ကင်းစေးပညာမတ်တပ်မှဖော်ပြထားတာတွေ့ရှိရတယ်အခြားမှုမှလည်းရေတဲကလူလက်တစ်ဖက်နဲ့ခြေလက်တစ်ဖက်သာရရှိခဲ့တယ်မုတ်ကင်းစေးပညာနဲ့အယိုးကိုစစ်ဆေးကြည့်တဲ့အခါအသက်40ရွယ်မိန်းမတယောက်ဖြစ်ကြောင်းနဲ့အဲ့ဒီမိန်းမမှာယောဂရှိသူဖြစ်ကြောင်းကိုပြောပြနိုင်ခဲ့တယ် ဟုတ်ပါတယ်ဒေါက်တာကျွန်တော်ကိုယ်တိုင်ရိုးရိုးရေနစ်သေးဆုံးနဲ့လူသေမှုတစ်ခုခုလူသက်မှုဖြစ်ဖော်ထုတ်ဖန်းစီနိုင်ခဲ့တဲ့ဖြစ်စဉ်မှလည်းမှုခင်းစေးပညာကြောက်မှာပဲရေနစ်သေးတဲ့လောင်းရဲစုပ်ဟာပွားမနေဘူးရေတွေမတွေးရဘူးပြီးတော့အစာအိမ်မှလည်းလူသေးစေးနိုင်တဲ့အစိတ်တစ်မျိုးကိုတွေးရတယ်ဆိုတဲ့ဆရာဝန်ရဲ့မှုခင်းစေးပညာဆိုင်ရာမှတ်ချက်ကြောင့်အမှုအမှန်ပေါ်ပေါက်ခဲ့တာပါပေထောင်းကိုရကန်ဆုပ်ရွာတွင် ထားပြီးတော့ခြေချင်းခကြီးဆက်ခဲ့ပြန်တယ် အရှိစူးစူးတမန်ခန်းလျှောက်ပြီးမှမတ်ဆယ်စစ်ရွာသို့ရောက်တယ်။ရွာကိုဖျက်ကျော်ပြီးတာနဲ့ရေဆက်ဆက်ရှိတဲ့ချောင်းကလေးတစ်ခုထိုချောင်းကလေးကိုကျော်မှတင်းကျန်းဟောင်းနေရာကိုရောက်တယ်။တင်းကျန်းဟောင်းထဲ၌ကျောင်းသင်ကန်းလိုလိုအဆောက်အုံလေးကိုတွေ့ကြတယ်။ရှေလဲလက်မှလူတစုကိုတွေ့ကြတယ်။ရဲတပ်ဖွဲ့ဝင်များပေမြင်တယ်။လူအုပ်ကရှဲလို့သွားခေပါတယ်။ပက်လက်နေထားဖြင့်လူသေးလုံးတစ်လုံးကိုလမ်းလေးခွာစုံရဲ့လဲမှတွေ့ရှိရတယ်။ အသက်ခံရတဲ့သူကညောင်ကုန်းရွာသားကိုလေးမှာသူ့ရဲ့ဆွေမျိုးသားချင်းအချို့ကလည်းရောက်နေကြပါတယ်။ရာရက်ကတယောက်ကရှင်းပြတယ်။အသေးစိတ်ကြီးရှုစစ်စစ်ရင်အလောင်းရဲ့အနီသူတို့ထမ်းကြည့်ကြတယ်။ထိုချိန်မှာပင်မိမတယောက်ရဲ့အိုဟစ်ငိုရိုတန်ကိုကြားရပါတော့တယ်။အဖြစ်ဆိုးလာရှိလားကိုလေးရဲ့အခုတော့လူမကြီးဆက်သိမ့်ပြီပေါ့နော်။မဆက်သိမ့်ပြီပေါ့။ဒီဆုံးတဲ့ချိန်ကလာဘလောက်ကြာပြီလဲဆိုတာ။ အလောင်းကိုစစ်စစ်ပြီးတိနိုင်ပါတယ်ပြင်ပလက္ခဏာနေနဲ့တေပိကိုခနာတောင်းတင်းခြင်းအခြေအနေပါပဲလူတေပိကိုခနာစိတ်ပန်းနေမပြည့်စည်မီကိုခနာတောင်းတင်းလို့သွားတယ်နောက်တဲ့တစ်ပံပြန်ပြီးတော့ပျော်ပြောင်းသွားရတယ်ဒီလိုတောင်းတင်းခြင်းချင်းရောက်ကိုကြည့်ပြီးတိတ်ဆုံးတာဘလောက်ကြပြီလဲဆိုတာခံမှန်းလို့ရပါတယ်အခုကိုလင်းရဲ့လောင်းနေထားရာတိတ်ဆုံးခဲ့တာ17နာရီဒါမှမဟုတ်16နာရီကြာခဲ့ပြီလို့ယူဆနိုင်ပါတယ် ဒါဆိုရင်အခေးဖြစ်ပွားချိန်ကည၈နာရီနဲ့၁၀နာရီကြားမှာဖြစ်မယ်တောက်တာဒါပေါ်စကတ်မှုရေ အစာအိမ်ထဲကအစာချိန်ညှပ်မှုအချင်းအရာကိုစစ်ဆေးပြီးရင်တော့အသေးချပြောလို့ရတာပေါ့မျက်နှာပေါ်မှာတုံးနေတဲ့လက်နဲ့ဖြင့်ရတဲ့ဖူးရောင်တရားနဲ့ဂုတ်ပိုးအရှိပြားတိရောက်အောင်ပြက်နေတဲ့လေပင်ကတရားကိုတွေ့ရတယ်လေပင်တရားကထမ်းမြက်တဲ့လက်နဲ့ရတဲ့တရားမျိုးဖြစ်ပြီးနှစ်ချက်ထက်မနည်း ခုတ်ထားသည်ကိုသာတွေ့ရတယ်။နောက်ထပ်တစ်ချက်ကသွေးထဲမှာအယ်ကိုဟောယာကန်နှုန်းဘလောက်ရှိတယ်ဆိုတာတောင်မှစစ်ဆေးစရာမလိုတော့ဘူး။မသိမိမှအရက်တော်တော်ကိုတောက်ခဲ့တယ်ဆိုတာကတော့အသေးချပါပဲ။ဟုတ်ပါတယ်။သွေးညီနဲ့နဲ့တူချင်းစိုးစိုးအရက်နှက်ကထောင်းထောင်းထွက်ပေါ်နေသည်မဟုတ်ပါလား။ဒေါက်တာဒုံဝင်းကလောင်းကိုစစ်ဆေးပြီးမှတွေးရှိချက်များကိုရဲအုပ်စိုးဝင်းကိုပြောပြတယ်။ရဲအုပ်စိုးဝင်းကမှုကင်းဓာတ်ပုံစရာကိုဓာတ်ပုံများရိုက်ယူစေတယ်။ တေသူကိုလေးနေထိုင်တဲ့ညောင်ကုန်းရွာကမဆက်စိတ်ရွာနဲ့တမန်ခန့်သာဝေးတယ်။ကိုလင်းတယောက်မှာညောင်ကုန်းမှအပြင်တုတ်တန်လန်းဆုံပေါ်အသက်ခံရခြင်းပဲဖြစ်တယ်။သူကဒီလိုပဲရှောက်သွားတောက်စားနေတာပါ။ဘဲသွားသွားပြောလို့မရှိဘူး။မီးလည်းမမီးမိပါဘူး။မနေ့ကတော့ညနေ၃နာရီလောက်မှအင်ကထွက်သွားတာပါ။ကိုလင်းရဲ့သားချင်းတယောက်ကပြောတယ်။ရဲအုပ်နော်လာကစခန်းမူးနဲ့အတိုင်းမင်းပြီးရွာထဲကိုဝင်တယ်။ စခန်းမူးနဲ့တပ်ဖွဲ့ဝင်ချို့အခင်းဖြစ်ရာစစ်စစ်ကြည့်ရှုနေစဉ်သူကနေထင်းရှာရှိသူပြီးပြီလူတမ်းမှုပေတိကိုအပြင်းကြီးဖို့စူးစားနေရလိမ့်မယ်သူကရတကျက်စိုးဝင်းနိုင်ကိုခေါ်လိုက်တယ်ရာချက်ကစာရှိဥအောင်ကြီးနဲ့ရာအိမ်မူးတယောက်ကသူတို့ကိုအကူအညီပေးရန်လိုက်ပါခဲ့ကြတယ်ပထမဦးစော်လိုင်စင်ရအရက်ဆိုင်ကို သူတို့ဝင်လိုက်ခဲ့တယ်မနေ့ညနေ9နာရီလောက်က အချက်တလုံးလာပြီးတော့ဝဲသွားတယ်ပူလေသူ့ရှေ့လက်ထဲမှာလည်းခေါက်ဆွဲတစ်ထုပ်ကင်ထားတာကိုတွေ့ရတယ်ကိုလင်းတယောက်ထဲအချက်လာဝဲတာပါဒူရဲအုံတော့လာမှာတည်င်းအစားနာကိုဆွဲထုတ်တယ်ဈေးဆံကိုဆက်ပြီးတော့ဝဲမာတယ်ကျမဆိုင်ကစွန်မင်းတစ်စိတ်ခေါက်ဆွဲအထုပ်ကြီးတစ်ထုပ်ကိုဝဲသွားပါတယ်ဆိုင်ကိုလာတာကိုလင်းတယောက်ထဲပါကုန်းဆုံဆိုင်ဒီဇိုင်းကတည်င်းဆက်ပြီးတော့ရပါတယ်။ကိုလင်းတိတ်ဆုံးနဲ့အခင်းဖြစ်တဲ့နေရာမှာခောက်ဆွဲတုတ်တော်လက်ကောင် အရှက်ပလင်းတို့တော်လက်ကောင်မတွေးရသည်ကိုဒူရဲအုံတော်လာတွေးမိပါတယ်ခောက်ဆွဲတို့ကိုဘယ်မှာချက်ပြုတ်စားတယ်လဲဘသူတွေနဲ့အရက်တူတူတောက်ခဲ့တယ်ဒီမေကိုရဲ့ဖြစ်ဟာအမှုဖော်ထုတ်ချာမှာအထောက်အကူဖြစ်လိမ့်မယ်စိတ်ချကြော်ဆုံနိုင်ဒါကြောင့်ဒီဖြစ်ကိုရအောင်စုံစမ်းကြလိမ့်မယ်တေသူကိုလင်းဟာတင်းညံဟောင်းထဲမှာကြောက်ကိုမကြခနဝင်ထွက်တယ်ဆိုတာကို တွေးချပါတယ်တာဝင်သိပြည်သူတယောက်ရဲ့ တရင်ကြောင့်ဒူရဲအုံနော်လာတို့ဖွဲ့တင်းကျိုင်းဟောင်းထဲကိုရောက်သွားတယ်။တင်းကျိုင်းတစ်ခုအပြည့်ခေါ်ဆိုနိုင်လောက်တဲ့အထောက်ထမင်းမေရရတော့မရှိတော့။အုတ်ကူပြည့်ရန်ရှိတဲ့အုတ်ပုံအပိုင်းစာ အကျိုးတို့သာဟိုနေရာတချို့ဒီနေရာတချို့ရှိနေပါတယ်။ကျောင်းတင်းကန်ဆက်ဆက်အဆောက်အုံမှာတင်းကျိုင်းဆက်ကိုအကာအရှံပြူထားခြင်းကြောင့်တွေ့ကြတယ်။ကျောင်းထဲမှာတင်းငန်းချောင်ဝိရုံပြန့်လူတယောက်ကိုတွေ့ကြတယ်။သူကဒီကျောင်းမှာနေတဲ့ ဘိုးတော်လာတော့မှာတောင်းကြည့်ဆိုတဲ့တပည့်တယောက်နဲ့အတူနေပါတယ်သူတို့နှစ်ဦးစလုံးကဒီကြွားခါပါပဲဦးအောင်ကြည်ကမိတ်ဆက်ပေးပါတယ်ကိုတောင်းကြည့်ရော မတွေ့ပါလားဒူရဲအုံတော်လာရဲ့အမေကိုရွာထဲနေစားသွားတယ်လို့ဘိုးတော်လာထုံးခါပြေးတယ်ဒူရဲအုံနူလာမှာမီးဖို့ခန်းနဲ့မရောက်မလဲသွားပြီးတော့ကြည့်မိပါတယ်မီးဖို့ခေါမိုးကြမှာထိုးထားတဲ့ခေါဆွဲထုတ်တဝက်ခန့်ကိုတွေ့ရတယ်အမှုဖော်ထုတ်နိုင်ရဲ့ အောင်မြင်တဝက်နေမိပြီကိုသူရဲအုံတော်လာသဘောပေါက်မိတယ်။ဘိုးတော်နဲ့သူ့ရဲ့တပည့်နှစ်ယောက်စလုံးဟာအရင်ကလူကောင်းနေမဟုတ်ကြပါဘူး။စိုးတန်းပီတိတဲ့သူတွေပါပဲ။သူတို့နှစ်ယောက်စလုံးကအတန်းကြာရွာခပျောက်သွားကြတယ်။ပြန်လာတဲ့အခါကျတော့တင်းကျန်းဟောင်းတဲ့ကဇက်ကူပြုတ်ပြင်ပြီးဘိုးတော်ရောင်ရောင်ဘာရောင်ရောင်နဲ့နေတာတွေ့ရပါတယ်။ရွာထဲကလည်းနင်းနေလဲတော့သူတို့ကြောင့်တိတ်ပြီးတော့မသိကြဘူး။ဆွေမျိုးတချို့ပဲရံဖန်ရံကဝင်ထွက်ပေးကန်းเจ้าကိုသိရတယ်။ ဘိုးတော်ဆိုရင်ရွာတဲကိုမလာတဲ့လောက်ပါပဲမတင်ကားဖွဲရနောက်ကျောင်းကိုလည်းရာအိမ်မှုရဲ့တင်ပေးကြောင်းသူတည်ထားပြီဘိုးတော်ရဲ့နေထားတဲ့အမှုရာကို မပြတ်မကွက်စောင့်ကြည့်ပြထားပါဦးအောင်ကြီးနဲ့ရာအိမ်မှုကိုတီးတိုးมาကြပြီကျောင်းသင်ကန်းလေးမှာပဲနေစေခဲ့တယ်ဒူချဲအုံတော်လာရဲ့တက်ချက်စိုးဝင်းတို့ကတောင်းကြည့်ကိုရှာရန်ထွက်ခဲ့ကြတယ်ရွာထက်စမ်းကျောင်းနေ၌တောင်းကြည့်ကိုတွေ့ရတယ် မနေညက်နေကကိုတောင်းချီတိုးစီကိုအသက်ခံရတဲ့ကိုလင်လာသေးလားမလာပါဘူးဆရာမလာပါဘူးဆရာဟုတဲ့တောင်းချီရဲ့အတန်ကိုပင်ဒူရဲအောင်တော်လာမှတိတ်မကြိုင်တန်တရားဖြစ်လောက်အောင်လို့ အမူရာပြက်နေသည်ဟုလည်းတွေးမိပါတယ်ဒီမှာကိုတောင်းချီဖုံးခွေထားဖို့တော့မကြိုးစားပါနဲ့ကိုလင်းဝယ်ခဲ့တဲ့ခေါဆွဲထုတ်တစ်ပိုင်းကိုမိဖို့ခေါမှုမှထိုးထားတာတွေးခဲ့ပြီးပြီ အမှန်တိုင်းသာပြောပြပါအခုညီပေးပါမယ်တောင်းချီမှာတန်ကြောင်လို့တွေးပြီးတော့ စဉ်းစားမိပြီပြီးတဲ့အခါမှာကျွန်တော်မှန်တမ်းပဲပြောပါမယ်ကျွန်တော်ကိုရန်စာမှာဆိုလို့မပြောရှိတာပါမနေ့ညနေကဟိုသေးပင်အောက်မှာစကြက်တဲခါလူတယောက်နဲ့အချက်ထိုင်တောက်နေတာတွေ့ရပါတယ်စကြက်တဲခါလူကဘယ်သူတုံးနာမည်တော့မသိဘူးစရာလူမြင်ရင်တော့မမှတ်ပါနဲ့လူချဲအုံတော်လာတော့ဖွဲ့ဇကြက်မြေတဲကိုထွက်ခဲ့ကြတယ်အခင်းဖြစ်လမ်းခွေအလုံးမှာဇကြက်မြေများရှိပါတယ် နွားများထွန်ချောင်းရန်မြေဧကတော်တော်များများကိုရှေ့ကျခင်ကစကြက်မြေအဖြစ်တတ်မှတ်ထားခဲ့ခြင်းဖြစ်တယ်။စကြက်မြေအတွင်းမှာလူနေအဆောက်အုံတိုးချဲ့ခြင်းစိုက်ပျိုးမြေတိုးချဲ့ခြင်းမပြုလုပ်ပဲဥပဒေကတားမြစ်ထားတယ်။ဒုဗ္ဗတော်လည်းနွမ်းပါသူလေးငါးဦးခန့်ခါတော့စကြက်မြေမှာဖြင့်တဲကလေးများဖြင့်နေထိုင်ကြခြင်းဖြစ်တယ်။တဲခါငါးလုံးရှိပြီးတော့တဲပန့်ရှင်များကိုတောင်းချီနဲ့တွေ့ပေးတယ်။ တခြားပီးတယောက်တောင်းချီရဲ့ပြေကတော့မထူးကြပါကိုလေးနဲ့ရဲတူတောက်တာ မပါပါတဲ့တောင်းချီရဲ့မူရကပို့ပြီးတော့မတင်ကားစပွဲဖြစ်လာခဲ့ပါတယ်တဦးစားနှဦးစားကိုဆွဆွဲဟန်ပြောပြီးပြီးတာနဲ့မသိကြသလိုရောင်ဝဝလှုပ်ပြပြမာတယ်ကြော်ဆိုးနိုင်တောင်းချီကိုလက်ထိတ်နောက်ပြန်ခက်ကွာဒီလူလိန်နေတာငါသိတယ်ကြော်ဆိုးနိုင်မှလက်ထိတ်နောက်ပြန်ခက်တယ်တော်ရှင်နဲ့စင်စားပေါ်ကိုတောင်းချီ အမှန်တရားကိုဘယ်သူမှဖုံးထားလို့မရပါဘူး။ရာဇဝေဖေးပြေးမလို့ဘူးဆိုတဲ့စကားလေရှိတယ်မဟုတ်လား။ရွာဘက်တော့ပြန်လာခဲ့ကြတယ်။ဒူချဲအုံတော့လာမှာတိပင်ချိန်မှာခိတ္တခဏနားစီတယ်။ခဏထိုင်မှာအခုတောင်းကြီး။တောင်းကြီးမှာတိပင်ချိန်မှာထန်ချားလိုက်တယ်။မထေမထားတဲ့ဖြစ်ရဲ့ကြောင့်ဒူချဲအုံတော့လာမှာအံ့အားသင့်လို့သွားတယ်။တောင်းကြီးရဲ့ရှေ့မှာလက်ထိပ်ကိုခက်ချမ်းချမ်းဆွဲသူကထားခိုင်းလိုက်တယ်။ ဒီလူသက်မှုနဲ့ပတ်သက်ပြီးခမရလိန်နေတယ်ဆိုတာကြောက်သိတဲ့ကိုတောင်းကြီးအခုလည်းပြောစမ်းခမရဘယ်မှာထောင်ချခဲ့တယ်လဲဆက်ပြီးတော့လိန်နေမယ်ဆိုရင်တော့ခမရကိုမခဲနိုင်တော့ဘူးတောင်းကြီးတယောက်မှခေါင်းငိုက်ဆိုင်ကြလို့သွားခဲ့ပါတယ်ကြားချိန်မှာမောက်ရဲလဲကသူပြူးလောက်ခဲ့တဲ့အမကြီးတခုဖြစ်သွားကြောင်းတတိပြူးမိလိုက်တယ်သူဒီလက်နောက်ပြန်ခတ်ထားတဲ့လက်ထိတ်ကိုရှေ့ဖက်ရောက်လို့ထိုင်မိလိုက်ချီပြီးထောင်ထဲတွင်နေစဉ်ကအလေးအကျင့်တိုင်း ရုတ်တရက်ပြုတ်မှုလိုက်ချီပြီးဖြစ်တယ်။သူ့ရဲ့ပြုတ်မှုကိုအခင်းပါတဲ့ဒူရဲအုံနော်လာကရုတ်ချီတတိပြုတ်မိတယ်။ထိုချက်ကသူ့တို့ဒုက္ခလလတွေးစီခဲ့ပြီးဖြစ်ကြောင်းတောင်းချီမှရှိမိလေပြီ။နေ့ရှည်ထောင်းကြဖို့တဲ့ဒူစရိုက်တမားတယောက်မြည်သည့်ရဲဘက်မှလွယ်လွယ်နဲ့အလျှော်ပေးမိမဟုတ်ပါ။ပြီးတဲ့အခါမှာမိဖို့ခေါမှုကခောက်ဆွဲတော့မနေညကတဝက်ကိုသာချိုးပိုင်းကအမိအဖြစ်ကြောခဲ့တယ်။ ကျင်တဝက်ကူမူပြီးဆွေလွယ်ပင်မိဖို့ခေါမိုးမှာထိုးလိုက်ပါတယ်တဖြည်းဖြည်းနဲ့သူအသက်ရှူကျက်တယ်လို့ဖြစ်လာခဲ့တော့တယ်လွန်ခဲ့တဲ့၃ရက်လောက်ကခိုးမှုတစ်ခုနဲ့ကျွန်တော်အင်းစိန်ထောင်မှာနေခဲ့ရပါတယ်အဒီမှာကျွန်တော်ထက်အရှင်ချောင်းနေတဲ့လာထွန်းနဲ့စုံမိကြတယ်နောက်ထပ်ရောက်လာသူကတော့ကိုလင်းမှာရွာနီးချုံးဆက်တီဆိုတော့ကျွန်တော်တို့၃ရက်ထောင်ထဲမှာပဲတွဲမိခဲ့ကြတယ်ကျွန်တော်နဲ့လာထွန်းကအရှင်လွတ်လာခဲ့ပြီး တင်ညာဟောင်းထဲမှာဒီပုံစံနဲ့နေတာဖြစ်ပါတယ်။ရွာနဲ့လေအလန်းကွာတော့သူတို့ခေါင်းဆောင်ဆောင်ပြီးတော့ကျွန်တော်တို့ထင်းတယ်လို့နေခွင့်ရခဲ့တယ်။အဲ့ဒီနောက်မှာ ကိုလင်းကထောင်ကလွတ်လာတယ်။ညောင်ခေါင်းရွာမှာနေရင်ကျွန်တော်တို့ကမကြမကြလာပြီးတော့လဲပါတယ်။သူလာတဲ့ခါမှာကျွန်တော်တို့သုံးယောက်တောက်စားကြပါတယ်။နောက်ပိုင်းကျကိုလင်းကဖောက်ပြန်လာတယ်။သူပြန်သွားတဲ့မှာကျွန်တော်တို့ပြစ်စီတခုမဟုတ်တခုပျောက်သွားတတ်တယ်။သူနဲ့ဖက်ပြီးတော့ရန်ဖြစ်ဖို့လေ ျွန်တော်ဒုက္ခထောင်ထွက်တယ်ဆိုတာ သူဖော်ထုတ်မယ်။ဒါကြောင့်သူ့ကိုတက်ဖြစ်ဖို့ဆုံးဖြတ်လိုက်တာပါ။မနေ့ကသူပြန်တော့လာထုံးကပတ်စံပေးပြီးအရှင်းနဲ့ခေါင်းဆွဲတော့ဝဲခိုင်းတာဖြစ်ပါတယ်။ကြိုးတွင်းရည်ရဲချက်ရှိတာမို့ကျွန်တော်ဒုက္ခနည်းနည်းစီပဲတောက်ပြီးကိုလင်းကိုပဲမူးအောင်တိုက်ပါတယ်ဆရာ။ညာ9နာရီကျော်လောက်သူ့အပြင်မှာကျွန်တော်တို့နောက်ခလိုက်သွားကြတယ်။အခင်းဖြစ်တဲ့နေရာကိုရောက်မှာသူလှည့်ပြီးတော့ကြည်တာနဲ့မျက်နှာကိုတုံးနဲ့ရှိုက်ပစ်လိုက်ပါတယ်။ပက်လက်လဲကြတဲ့သွားမှာလေပင်ကိုဓာတ်နဲ့ နှစ်ချက်ခုတ်လိုက်ပါတယ်ကျွန်တော်နောက်ကလိုက်လာတဲ့လာတော့ကလည်းတူယူလာတဲ့ခြေတဲ့နဲ့လေပင်ကိုထပ်ပြီးတော့ခုတ်ပါတယ်ဆရာဒူရဲအုံတော်လာတော့ဖွဲ့တင်းညာဟောင်းဘိုးတော်ရဲ့အကြောင်းစီကို လာခဲ့ကြတယ်နောက်ပိုင်းမှာဘိုးတော်လာတော့ကိုဖမ်းဆီးလိုက်တယ်လာတော့ကဝါရှင်ဒူဆက်ရဲ့တမားပဲပြီအကြောက်ကန်ညင်းွယ်စေဖုံးွယ်ထားလို့မရဘူးလာတော့ငါအကုန်ဖွင့်ပြောလိုက်ပြီတောင်းချီကပြောပါတယ်ဟေ့ကောင်တောင်းချီ ယောက်ျားဆိုတာကိုလုံးရင်ကိုခံရရတယ်အခုမင်းလုံးတဲ့ပြုတ်ကိုမင်းဖက်ခံငါ့ကိုဆွဲမတင်နဲ့ဘိုးရော်လာထွန်းရဲ့တန်ကဒေါသတန်ပါနေတယ်ကြားရှဲတကောင်တို့အဆက်မပြတ်အော်ဟစ်ပါတယ်သူ့ဘတော်လေသူ့ရဲ့ဟင်းဟော်အော်ဟစ်တန်ကိုမင်းနဲ့နေငယ်သာကြားလိုက်ရတယ်သွေးများဆွဲနေနေတဲ့ရဲတင်းတလက်ကိုတူးထိုင်နေတဲ့ဇေကျဲကျမ်းမြင်အောင်မှာတင်းဝတ်ထားရှာမှာဒူရဲအုံတော်လာတော့ဖွဲ့တင်းစီလိုက်ချိန်မှာတော့ ဒူးဆိုက်ကြားကြီးရဲ့ဟင်းရောက်တန်းကလုံဝကိုပြောက်ွယ်တိတ်ဆိတ်လို့သွားပါတော့တယ်။တကြခံတယောက်ကိုပြင်းမှုကျူးလွန်ကြောင်းကိုထင်ရှားပေါ်ပေါက်၍ရန်ကုန်တောင်ပန်းခရံတရားချုပ်မှတည်တံချမှတ်အပြည့်ပေးခဲ့ပါကြောင်းဟုတ်ခဲ့ပါခင်ဗျာဇလန်လီကတော့ဒီနမတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လီကိုစုံတီလိုက်ပါနားဆင်ပြီးတဲ့တအူးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါခင်ဗျာ